ကျမတို့လုပ်ငန်းခွင်တွေမှာ report ပေးတဲ့အခါမှာအထက်လူကြီးကကိုယ့်ကိုပြဿနာဖြေရှင်းနိုင်သူအဖြစ်မြင်စေဖို့အရန်အရေးကြီးပါတယ်။အဲ့တော့ report အရှိန်ကြီးတွေကိုအာပို့ယုံနဲ့မပြီးဘဲနဲ့ထိထိရောက်ရောက်နဲ့စီမံခန့်ခွဲသူရဲ့အချိန်ကိုချွေတာနိုင်အောင်လို့ဘယ်လိုတင်ပြမလဲဆိုတာကိုသိဖို့လိုအပ်ပါတယ်။အဲ့တော့ဒီနေ့မှာကျမတို့အထက်လူကြီးကိုထိထိရောက်ရောက်နဲ့ဘယ်လို reporting တွေလုပ်ရမလဲဆိုတာကိုမျှဝေပြသွားပါမယ်။ ထမအောင်ဆုံးအနေနဲ့ကတော့အဖြေနဲ့အကြံပြုချက်ပေါ့နော် solutions နဲ့အကြံပြုချက်ကိုဥဆောင်ပြီးတော့ဖော်ပြပေးဖို့အရေးကြီးပါတယ်။အဲ့တော့ဒီအချက်ကအထက်လူကြီးကိုဆုံးဖြတ်ချက်ချခိုင်းတာမျိုးလုံးဝမဖြစ်စေဖို့လိုအပ်ပါတယ်။အဲ့တော့ကိုယ်တိုင်သုံးသပ်ထားတဲ့ solutions တွေနဲ့လှုပ်ဆောင်ဖို့အတွက်ခွင့်ပြုချက်လိုအပ်တဲ့နောက်ဆုံးအဆင့်ကိုပဲဥစွာတင်ပြသင့်ပါတယ်။ဥပမာဆိုရင်စရင်ကင်ဌာနရဲ့စရင်ရှင်းတန်းစနစ်ဟောင်းကို ကျွန်မဖြတ်သိမ်းပြီးတော့ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်အချိန်20ရာခိုင်နှုန်းကိုပုံမတန်ဖိုးရှိတဲ့အလုပ်မှာအစားထိုးအသုံးပြုနိုင်ဖို့အတွက်ကိုအကြံပြုလိုပါတယ်ဆိုပြီးတော့ရေးလို့ရတယ်ပြီးတော့စနစ်တစ်အတွက်ကို SOP ကိုပေါ့နော်အဖွဲ့နဲ့အတူရေးဆွဲပစ္စည်းပါပြီးအာလာမယ့်လအစမှာစတင်နိုင်ဖို့နောက်ဆုံးအတည်ပြုချက်လိုအပ်ပါတယ်ရှင်စသဖြင့်ပေါ့နော်ရေးသားဖော်ပြလို့ရပါတယ်ဒုတိယချက်အနေနဲ့ကတော့လုံဆောင်ချက်ထက်ရလက်နဲ့ဖြည့်ရှင်းချက်ကိုအာယုံဆိုင်ဖို့အရေးကြီးပါတယ်။ ဒီရချက်ကိုလုံးဆောင်တဲ့အခါမှာတတိထားမှာ၄ရှိပါတယ် ဘာတွေလုပ်ခဲ့လဲဆိုတဲ့ activity စရင်ချပြတာမျိုးကို ရှောင်ပါအစားထိုးအနေနဲ့ဆိုရင်ကိုယ့်ရဲ့အလုပ်ကြောင့် company အတွက်ဘလို့တန်ဖိုးရှိတဲ့ရလက်တွေရခဲ့လဲဆိုတဲ့ impact ကိုအလေးပေးပြီးတော့ဖော်ပြဖို့လိုအပ်ပါတယ်ပြီးတော့ကိုယ့်ရဲ့လုပ်ပြီးသွားတဲ့ပြည်စည်းသွားတဲ့အောင်မြင်မှုတွေကိုကိန်းကဏ္ဍတွေနဲ့လည်းတိတိကျကျတင်ပြသင့်ပါတယ်အဲ့တော့ပြဿနာကိုတင်ပြတဲ့အခါမှာလည်းအနည်းဆုံးဖြေရှင်းနည်းနှစ်ခုကိုတွဲတင်ပြပြီးတော့ရွေးချယ်မှုကိုတောင်းခံရပါလိမ့်မယ် အဲ့တော့တတိယအချက်အနေနဲ့ဆိုလို့ရှိရင်တော့ကျမတို့က tutorial reporting format ကိုရွေးချယ်ဖို့လိုအပ်ပါတယ်။ reporting ရဲ့ structure ကအရင်ကိုအရေးကြီးပါတယ်။အသေးစိတ်အခြေအနေတွေကိုရှင်းရှင်းလင်းလင်းတင်ပြဖို့အတွက်ကျမတို့အသုံးပြုလို့ရတဲ့ star ဆိုတဲ့ method လေးရှိပါတယ်။အဲ့တော့ဒီ report structure ကိုအသုံး star report structure ကိုအသုံးပြုမယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့က situation ရဲ့ တာဝန်နေ tax တွေဆောင်ရွက်ချက်တွေနဲ့ရာလက် reset ဆိုတဲ့အဆင့်၄ဆင့်ကိုသုံးပြီးတော့အကြောင်းအရာတစ်ခုကိုရှင်းရှင်းလင်းလင်းနဲ့အဆင့်ဆင့်တင်ပြတဲ့ဖွဲ့စည်းပုံပဲဖြစ်ပါတယ်။အဲ့တော့အဲ့ဒါအပြင်ကိုအချက်အလက်တွေအတွက်ပေါ့နော်စာရီအရှိန်ကြီးတွေရင်းနေမဲ့အစားပေါ့နော်။အာကျမတို့ဒီ visual reporting တွေ dashboard တွေကိုအသုံးပြုသင့်ပါတယ်။ အဲ့တော့ဒီနေ့မျှဝေသွားတဲ့အထဲမှာဆိုလို့ရှင်တော့ကျမတို့ကအဖြေကိုဥအဥဆောင်ပြီးတော့ပြောတာရလက်နဲ့ဖြည့်ရှင်းချက်တွေကိုအာယုံစိုက်တာပြီးတဲ့အခါမှာတင့်တော်တဲ့ရှင်းလင်းတဲ့ reporting ပုံစံတွေနဲ့ visual တွေကိုရေးချိုက်မယ်ဆိုလို့ရှင်တော့အထက်လူကြီးကိုပေးတဲ့ report ကပုံပြီးတော့ထိထိရောက်ရောက်နဲ့ရှိစေပြီးတော့အထက်လူကြီးအတွက်ကို decision ချဖို့အတွက်ကိုအများကြီးအထောက်အကူဖြစ်စေပါတယ်။